ဘလူးနေညမှာချန်ပီယံလိပွဲစဉ်ရှိပြီပေါ့ကိုပွဲစားသွားဖို့ရှိပါတယ်ဒီပွဲစဉ်ကိုပွဲတွေကဈေးခွက်ရထူးခြားနေတဲ့ပွဲစဉ်၄ပွဲရှိပါတယ်ဈေးခွက်ရထူးခြားနေတဲ့ပထမဆုံးပွဲစဉ်ကတော့ဘလူးမူညအစောပိုင်းကစားကြမယ့်ပါဖို့စ်နဲ့ဘီလာရီရဲ့ပွဲစဉ်ဖြစ်ပါတယ် ပွဲစဉ်မှာအဲ့ဒဲဘီလာရဲ့မူလကြောပေးမှုစစ်ပေါင်း300ဆိုတဲ့ဈေးတန်းအနေနဲ့တင်းတော့300ဆိုပြီးတော့ဝင်ရုံးနှစ်ဆင့်မြင့်တက်သွားသလိုဒူပေါင်းပွင့်လက်မှုကလည်းမူလတည်းစီ3ပေါင်း80ရာနေ3ပေါင်း20ဆိုပြီးဝင်ရုံးနှစ်ဆင့်ပြောင်းလဲမြင့်တက်လာပါတယ် Cyber Class ပါဖို့ကကိုလမီယာကိုစ်နဲ့ကိုင်ရက်တို့ဝေးခွင်းတွေမှာဂိုးမရှိသေးပွဲတွေကစားထားပြီးတော့အင်ကွင်းမှာတော့ဘိုင်မြူနစ်ကိုငါးဂိုးတကိုးဆိုတဲ့ရလနဲ့ရှုံးနေထားတယ်။ခံကန်အားမဆိုးပေမဲ့၃ပွဲမှာတကိုးပဲရထားတဲ့တိုက်စစ်လုံအောင်ရနိုင်ွယ်ရှာပွဲကိုခက်ခဲမဲ့နေထားမှရှိပါတယ်။ ။လိုင်ကြီးကလည်းသုံးမကစားထားပြီးတဲ့နေရာမှာစပါနဲ့မက်ဆီတို့ရှုံထားပြီးတော့ဂျူမင်တန်နဲ့တေးကြထားတာကြောင့်ရမတ်တမတ်ပဲပိုင်ဆိုင်ထားတယ်။ဥရောပထိပ်တန်းကလပ်တွေနဲ့စတိုင်ဆိုင်ထားတာကြောင့်ဘီလိုင်ကြီးတို့အချိန်မလဖြစ်ခဲ့ရတယ်လို့ဆိုလို့ရတယ်။ချန်ပီယံနိုင်ပွဲပြန်ရှာဖွေဖို့ဒီပွဲစဉ်ကအခွင့်အရေးအကောင်းဆုံးလို့ဆိုရမှာဖြစ်ပြီးတော့အသင်းရဲ့စုဖွဲ့မှုအရအတွက်ကြောင့်မရင်ကျက်မှုနဲ့လက်ရှိခြေစွမ်းရပါလုံနိုင်စွမ်းလဲအပြည့်ရှိတယ်လို့သုံးသပ်ပါတယ်။ အာရှဇေကွက်ဖွင့်လှစ်မှုအရာလဲအပေါ်ဆုံးထိုးတက်လာတဲ့ခင်းချင်းမှာတိသတာနဲ့ဈေးမြင့်တက်လာတဲ့ဗီလာကြီးရဲ့ဘော်ဒီကိုပြာဆုံးရင်းပြီးတော့အားပေးတင်ပါတယ်။နောက်ကျပွဲစဉ်တွေထဲမှာဘော်ဒီဈေးကျပြီးတော့ဒုပေါင်းဈေးတက်လာတဲ့ပွဲကတော့ဒူးကျက်နဲ့ဘာစီလိုနာတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဘာစီလိုနာကလက်ရှိမှာ1.90ဆိုတဲ့ဈေးတန်းနဲ့အကျော်ပေးထားပြီးတော့ဒုပေါင်းဈေးကတော့4.80ပါ။ မူလာဘော်ဒီဈေးတင်းနှုတ်80ရာနေပြောင်းဆုံးကျဆင်းလာတာဖြစ်ပြီးတော့ဘူပေါင်းဈေးကတော့မူလာဈေးသုံးနှုတ်တရာနေဝင်ရိုးတစ်စိမ့်မြင့်တက်လာတာကိုမြင်ရတယ်။ဘယ်ဂျန်ကလပ်ဘရူဂျက်ကအင်ငွေ့မှာမူနာကိုသင်းကိုဂိုးပြန်နိုင်ကစားထားပြီးတော့အဝေးခွင်ပွဲတွေမှာတော့အတလန်တာနဲ့ဘိုင်မြူနစ်တို့ကိုယဉ်နိုင်ထားတာကိုမြင်ရတယ်။ဥရောပဝေးခွင်ပွဲတွေမှာရလက်ဆိုးွားခဲ့တာကြောင့်မက်ရှာပွေဖို့ဆိုရင်အင်ငွေ့ပွဲတွေကိုပို့ပြီးတော့အားစိုက်ကစားရမယ့်အခြေအနေမှာရှိနေပါတယ်။ ဘာစီလိုနာကလူကစင်နဲ့အိုလံပီယာကိုတို့နိုင်ကစားထားပြီးတော့ PSG ကိုရှုံးနိုင်ထားတယ်။ကစားထားပြီးတဲ့ချန်ပီယံလိသုံးပွဲလုံးပြိုင်ပွဲတွေကိုဂိုးပေးထားတဲ့ခန်စပန်ကအင်ဂွင်းလောအောင်ကောင်းတဲ့ဘရူဂျာတိုက်စစ်ကိုဟန်တားဖို့တော့ခက်ခဲဦးမှာပါ။ဘောစီးကြပြီးတော့ဂိုးပေါင်းစစ်တက်လာတဲ့ခေါ်ပြောရလဲအောက်သင်းဘရူဂျာတို့ဂိုးရဖို့ရာခိုင်နှုန်းများပါတယ်။ဈေးကွက်ဖွင့်လှစ်မှုအရလဲဂိုးပြတ်မရှုံးနိုင်တဲ့ဘရူဂျာနဲ့စွန်းစားကန်းဖွင့်မှုအကြံပြုပါတယ်။ကြက်ရထူးချနေတဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ယူကာစင်နဲ့ဒီဘာအိုတို့ဆုံးဖြတ်နေတဲ့ပွဲစဉ်ပါ ဒီပွဲစဉ်မှာအင်ရှင်နျူကာဆယ်မူလဘော်ဒီစီတစ်ပေါင်း30ရာနေတလုံးတည်းဆိုပြီးတော့နည်းငယ်မြတ်တက်လာတယ်။ဂိုးပေါင်းစရာတော့သုံးပေါင်း80မှာအပြောင်းလဲမရှိပဲငြိမ်သက်နေတာကိုတော့မြင်ရတယ်။နျူကာဆယ်ကဘာစီလိုနာကိုအင်္ဂွေမှာရှုံးခွက်ကြုံတွေ့ပြီးတော့စင်ပလိုက်နဲ့ဗီနီဂါရိုးကိုဂိုးပြတ်နိုင်ခွဲတွေရယူပြီးတော့ဥရောပရောင်းမှာမြန်ပန်းလာတာကိုမြင်ရတယ်။ ဒီပါဝါကအာဆနယ်နဲ့ဒေါ်မွန်တို့နှစ်ပွဲဆက်ရှုံးနေပြီးတော့တရရမြောက်ပွဲစဉ်မှာကွာရာဘက်ကိုဂိုးပြန်နိုင်ယူထားတယ်။ချန်ပီယံလိဂ်ကစားဖို့ရှိနေတဲ့ဆိုတော့ပီအားနဲ့အတူပြီးခဲ့တဲ့သတင်းမှတ်မှာနှစ်သင်းစလုံးအမှတ်ပေးရှုံးပွဲတွေကြုံခဲ့ကြတာကိုမြင်ရမှာပါ။ကစားချင်းရှင်ချင်းလောအနှုံပိုကောင်းပြီးတော့အရှင်ခွင်ရဲလဲပိုင်ဆိုင်ထားတဲ့နျူကာဆယ်အသင်းရဲ့အကျော်ပေးမှုမြင့်တက်လာတာဖြစ်တဲ့ဖြစ်တိုက်ပြီးတော့သုံးပေါင်းရှစ်ဆက်မှာညင်သက်နေတဲ့ဂိုးပေါင်းဖွဲ့လက်မှုကိုအမိဖမ်းရမှာဖြစ်ပါတယ်။ပွဲစားများနေတဲ့အချိန်မှာရှုံးပွဲမဆက်ရည်ညီမှန်းပြီးတော့ပြန်ပြန်နှစ်သင်းလုံးထိန်းကစားလာဖို့များတာကြောင့်တွင်းကိုနဲ့မဲ့ပွဲလို့သုံးသပ်မိပါတယ်။ ဇေဝရထူးခြားနေတဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဘော်လီသေးကြပြီးတော့ဒူမောင်ကျင်းမြစ်တက်လာတဲ့မာဆေးနဲ့အတလန်နာတို့ရဲ့ပွဲစဉ်မှာဒီပွဲမှာမာဆေးရဲ့မူလဘော်ဒီသေး level 80ရှုံးကနေ level 80ရှုံးကိုကျဆင်းလာပြီးတော့ဘူမောင်သေးကတော့3ပေါင်း90ရနေ3ပေါင်း20ကိုဝင်းရစင်မြစ်တက်လာတယ်။မာဆေးအသင်းကအချက်ကိုအင်ကွင်းမှာ၄ခုပြန့်နဲ့အနိုင်ယူထားပြီးတော့ဝေးကွင်းပွဲမှာတော့ Real Madrid နဲ့ Sporting Lisbon ကိုနှကိုးတကိုးဆိုတဲ့ရလဒ်တွေနဲ့ရှုံးနိုင်ထားတယ်။မီးပြားဒီစာဘီရဲ့၄နှစ်၃တွေတိုက်ဆက်သားပြီးကစားကွက်မှာဥပါမီယန်းနဲ့ဂရူးလိုရဲ့တူဝါယွန်အားတွေနဲ့မာဆေးတင်းကဂိုးရဖို့မကက်ခဲသလိုဂိုးပေးလဲလွယ်တဲ့ဂိုးပေါ်စရာရှိတဲ့အင်းမှာတစ်ဖက်ကအတလန်တာပီအက်ဂျီကွင်းမှာ၄ခုပြည့်ရှုံးနိုင်ပြီးတော့အင်ကွင်းမှာဘရူဂျက်ကိုနှကိုးတကိုးဆိုတဲ့ရလဒ်နဲ့အနိုင်ဆလာဗီးယားပြရက်နဲ့ဂိုးမရှိသေးကြတာတဲ့ဒါတလောပြိုင်ပွဲဆုံး6ပွဲစားနိုင်ပွဲပြောက်ဆုံးနေပြီးတော့အဲ့6ပွဲလုံးဂိုးအောင်ကစားထားတဲ့အတလန်တာအသင်းရဲ့ဖြတ်သန်းထားမှုရဘော်ဒီစေးကြပြီးတော့ဂိုးပေါင်းစင်းမြင့်တက်လာတဲ့အခေါ်ပြောက တကယ်ကိုထူးခြားလွန်းနေပါတယ်ဒီဘွဲမှာအင်္ဂွေစားကောင်းတဲ့မာစေးရဲ့အတွင်းကိုတွေကိုကျင်းနေမြင်ရမှာဖြစ်ပြီးတော့အတလန်တာစီရအတွင်းကိုတွေကိုလည်းမျှော်လင့်ထားတဲ့ဂိုးပေါင်းစေးခင်းချင်းဖြစ်မြင်မိပါတယ်အခြားစစ်ကွက်ဖွင့်လှစ်မှုအရလည်းဒီဘွဲစဉ်မှာဂိုးပေါ်ထုတ်ကွက်ကအောင်းနိုင်ကြီးပုံများတယ်လို့တွက်ဆပါတယ်